မြန်မာနိုင်ငံအနေနဲ့အလောက်မဲ့ပြိုင်ပွဲတွေကိုကြိရှိအားပေးတဲ့ပြိတက်များသလောက်အလောက်မောင်တွေကိုအားပေးမဲ့ပြိတက်မရှိသလောက်နေနေတာမို့မိန်းကလေးပြိတက်များလာဖို့စီမီဖိုင်နယ်ရွေးချယ်ပွဲကြရင်ဝင်ကြီးခတ်မဲ့သတ်မှတ်မယ်လို့ဆိုပါရယ်စီမီဖိုင်နယ်ပြိုင်ပွဲတွေကိုတော့အမျိုးသားပြိတက်တွေအတွက်ဝင်ကြီးဒေါ်လာ10ဒေါ်လာသတ်မှတ်ထားပါရယ်အလောက်မောင်တွေအပေါ်အားပေးတာထက်ဝေဖန်မှုတွေများနေချိန်မှာဒီလိုဝေဖန်မှုတွေကြားကပြိုင်ပွဲတွေဆက်လုပ်တာ ကမ္ဘာအလယ်မှာမြန်မာဆိုတာမြင်တွေ့စေရဖို့ဖြစ်တယ်လို့ကိုစီရန်ဟင်းကဆိုပါတယ် ကျွန်တော်တို့အမျိုးသားပြိုင်ပွဲတွေကတော့ပုံမှန်အားဖြင့်ကတော့အားပေးနေမှုတာလည်းနည်းနေသေးတယ်ကျွန်တော်တို့ brand လည်းအမျိုးသားတွေဖြစ်တယ်ကျွန်တော်တို့အမျိုးသားတွေမှာမှကျွန်တော်တို့ဒီပြိုင်ပွဲတွေကိုသာကျွန်တော်တို့ဝေဖန်မှုတွေရှိနေခဲ့မယ်ဆိုရင်တော့မှကျွန်တော်တို့ဆက်လက်ပြီးတော့မလွတ်တော့ဘူးဆိုလို့ရှိရင်ဒီလိုမျိုးပြိုင်ပွဲတွေကလည်းဖြစ်ပေါ်လာမှာမဟုတ်ဘူးကမ္ဘာမှာလည်းမြန်မာဆိုတဲ့ပြိုင်ပွဲဝင်တွေကလည်းမြင်ရမှာမဟုတ်တော့ဘူးအဲ့တော့ကျွန်တော်တို့ကကိုယ်စွမ်းအားရှိညာစွမ်းအားရှိကျွန်တော်တို့ရဲ့ငွေအားရင်းနှီးမြှုပ်နှံမှုတွေနဲ့သာဒီလိုမျိုးကမ္ဘာအဆင့်ပြိုင်ပွဲတွေကနေပြီးတော့မြန်မာဆိုတာနေပြီးတော့ထိုးဖောက်ရင်းနဲ့ပဲဆက်လက်ပြီးကမ္ဘာအာရှောက်လန်းနေမှာမြန်မာဆိုတာဆက်လက်မြင်တွေ့ကြပါတယ် ပြိုင်ပွဲဝင်တဲ့အလှမောင်လေးနဲ့ပတ်သက်လို့ပြိုင်ပွဲရဲ့အခြေအနေကိုစိတ်စိတ်ဆက်ဆက်နားလည်အောင်လှုပ်ထားပြီးမှပြိုင်ပွဲကိုဝင်ရောက်ရှင်ပြိုင်စေချင်တယ်လို့ဆိုလာသူကမင်းလူလူပါ ဒီကသူတို့အောင်မြင်မှုအဓိကပဲပွဲကိုမျိုးဘာပွဲရတော့မှသူတို့တွေးမြတ်ပွဲပြိုင်နေဆိုတဲ့ဘောတက်ရောက်နေဒီပြိုင်ပွဲကိုသူတို့စဉ်းမြင်မလိုက်တတ်ဘူးပြီးတော့ဟိုဒီပြိုင်ပွဲကဟိုဘလို့ဘလို့နေထားရှိတယ်ဆိုတော့သူတို့အဆုံးဖြတ်မှုအားတွေနည်းနေရတွေ့ရတယ်တကယ်ဆိုရင်ဒီပြိုင်ပွဲကိုဝင်ရောက်ရှင်ပြိုင်မယ်ဆိုတော့ဒီပြိုင်ပွဲမှာရင်းနှီးကဘသူတွေ အမျိုးဆူရခဲ့တယ်ဒါတွေကသူတို့အတွက်လိုအပ်ချက်တွေပေါ့နော်အဓိကကျွန်တော်ကျွန်တော်ကလည်းအဓိကဒီမိကွန်းသူတို့မိတဲ့ချိန်မှာလည်းအဓိကအဲ့ဒါကိုပဲမိသွားလိုက်တယ်အဲ့တော့သူတို့တွေအဲ့ဒါလေးတွေကလိုအပ်ချက်တွေကတော့များတယ်လို့ပြောပါမယ်ဒီပြိုင်ပွဲမှာဝင်နာ first runner အရရှိသူတွေကို brand ambassador ဖြစ်ခန့်အပ်သွားမှာဖြစ်ပြီး Dr. Face ကနေချီးမြှင့်မဲ့သူတွေအပြင် International မြန်မာတယောက်ဖြစ်ရက်တီနိုင်မှာက Mr. of မြန်မာကစေလွတ်မဲ့ နိုင်ငံကပြိုင်ပွဲတွေကိုဝင်ရောက်ရှင်ပြိုင်ခွင့်ရမှာဖြစ်ပါတယ်။စကာတင်အလမောင်အယောက်20ကိုလာမဲ့ဒီဇင်ဘာလ24ရက်မှာချာထရီယန်ဟိုတယ်မှာရွေးချယ်သွားမှာဖြစ်ပြီးစီမီဖိုင်နယ်ကိုတော့ဒီဇင်ဘာ31မှာထပ်ရွေးချယ်သွားမှာပဲဖြစ်ပါတယ်။